ီနေ့ကတော့စနုမကင်းနေထဲမှာချွရှင်စင်စင်နေနဲ့အရန်စားလို့ကောင်းတဲ့အာလူးစနုမကင်းလေးလှူစားဖြစ်ပါတယ်။မုတ်ဖုတ်ဆက်တင်မလို့ပဲအိမ်မှာရှိတဲ့တဲဦးလေးနဲ့အလွယ်လုံးကြီးလေးမလို့မိရဲ့ဘလော်လေးကိုစုံလိုက်ကြည့်ပေးသွားကြပါအောင်ရှင်။ လူးနှလုံးကိုရေစိအခွန်နွားပြီးတော့အစိတ်လေးလေးစိတ်ပြီးတော့မှပြုတ်ပြီးထားလိုက်ပါမယ်။အလူးလေးတွေကြက်မကြက်ကိုခရင်လေးနဲ့ထူကြည့်လိုက်ပါမယ်။ဒါဆိုရင်အလူးလေးရောက်သွားပါပြီ။ဒါကတော့ရွှေချီမုတ်ကိုတစ်ခွက်သုံးထားပါတယ်။တစ်ခွက်ကိုထမင်းစားစုံ16စုံနဲ့ညီမျှပါတယ်။ရွှေချီမုတ်လေးကိုအနှဲငယ်လေးလော်ပြီးထားလိုက်ပါမယ်။ပြီးသွားရင်တော့မိကဘိန်းစီကိုလည်းအနံလေးမွေးတောင်းလို့ပေါ့နော်။အနှဲငယ်လေးလော်ပြီးထားလိုက်ပါတယ်ရှင်။ပြုတ်ပြီးသားအလူးလေးတွေကိုခင်းလေးနဲ့ရှည်ပြီးလိုက်ပါမယ်။ အလူလေးတွေအကုန်လုံးခြေပြီးပြီးသွားပြီဆိုရင်တော့ဒဲဦးတွေကိုပြောင်းထည့်လိုက်ပါမယ်။ဒါကတော့နွားနို့ကိုမိကနှစ်ခွက်သုံးထားပါတယ်။တစ်ခွက်ကထမင်းစားစွန်း16စွန်းနဲ့ညီမျှပါတယ်။အုံနို့ကိုလည်းမိကတစ်ခွက်သုံးထားပါတယ်။ ပထမဆုံးလော်ထားတဲ့ရွှေကြည်မုတ်ကိုတစ်ခွက်သုံးထားတယ်။တကြားညိုကထမင်းစားစွန်း6စွန်း၊တကြားဖြူကထမင်းစားစွန်း6စွန်းသုံးထားပါတယ်။အချိုပိုကြိုက်တဲ့သူကတကြားကိုပိုပြီးတော့ထည့်နိုင်ပါတယ်။ထောဘက်ကထမင်းစားစွန်း1စွန်းသုံးထားပါတယ်။စီရထမင်းစားစွန်း1စွန်း၊စာနင်းငယ်လေးထည့်ပြီးတော့မှအလုံးသမတ်သွားအောင်ရောမွေပေးလိုက်ပါမယ်။ အားလုံးနဲ့တမတော်အောင်ရောမွေပြီးသွားပြီဆိုရင်တော့မိဖို့ပေါ်စပြီးတော့မှတည့်ပြီးလိုက်ပါမယ်။မိဟိုကြတော့အလဲလက်လေးနဲ့ပဲတည့်ပြီးပြီးတော့မှအဆက်မပြတ်လေးတော့မွေပေးရပါတယ်။ပြစ်လာတဲ့ထီတော့အဆက်မပြတ်လေးမှုပေးရပါတယ်အခုလိုမျိုးပြစ်လာပြီဆိုရင်တော့မီးကိုရှော့ပေးလိုက်ပါမယ်

ိန်းစည်းတွေအလုံးဖြစ်ပြီးသွားပြီဆိုရင်တော့မီးကိုထပ်ပြီးတော့မှ short ပေးလိုက်ပါမယ်ဒါကတော့မီကအပေါ်ကနေပြီးတော့အဖုံးလွှမ်းအောင်လို့အလူမီနီယံရွက်နဲ့အုပ်ပြီးလိုက်မယ်ပြီးသွားရင်တော့အပေါ်ကနေဒဲအုပ်ပုံးလေးအုပ်ပြီးပြီးတော့မှ9မိနစ်ထိပေါ့နော်နှက်ပေးထားလိုက်ပါမယ်မီအီလီနဲ့2မိနစ်လောက်နှက်ထားတဲ့ချိန်မှာပဲဆန်နိုမကင်းချီနီလေးကိုမိကလက်ကြည့်လိုက်ပါမယ်။ ခုဆိုရင်တော့မီးလေးနဲ့နှက်ထားတာ၅မိနစ်လည်းပြည့်သွားပြီဆိုတော့စနုံမကင်းနဲ့လေးကအာလူးနဲ့လေးမွမွေးလေးနဲ့ဘေးမှာလည်းထောဘက်စီလေးစိမ့်ထွက်နေပြီးတော့ထောဘက်နဲ့လေးမွမွေးလေးရနေပါပြီ။ဒါဆိုရင်တော့မိကစနုံမကင်းလေးကိုရှာပြီးတော့မှအေးခံထားပြလိုက်ပါမယ်။ခုဆိုရင်အာလူးစနုမကင်းလေးလည်းအေးသွားပြီဆိုတော့မိမိစိတ်ကြိုက်ပုံစံလေးတွေကိုလှိဖြတ်သုံးဆောင်လို့ရပါပြီ

ောဘန်းနံလေးလည်းမှွေနေတာကောင်းတယ်မာကော်ဖီဆာဆာလေးပေါ့နော်ရာဒီကမိုးကအေးအေးလေးနဲ့ဆနမကင်းလေးရဲ့ကော်ဖီခါခါလေးနဲ့တော်တော်လေးကိုလိုက်တယ် ိမ်မှာဒေဦးတလုံးရှိုံနဲ့အလူစနုမကင်းလေးကိုအလွယ်လေးလိုစားကြည့်လို့ရပါပြီနော်။နောက်လာဆိုရင်တရင်ကျုတ်ခါလေးရောက်တော့မှာဆိုတော့အလူပွဲတွေမှာဆိုရင်ဒီစနုမကင်းလေးကအချိုပွဲအတွက်မပါမဖြစ်လေးပဲဖြစ်ပါတယ်။မိရဲ့ဘလော်လေးကတော့ဒီမှာပဲဆုံးသက်လိုက်ပါမယ်။အားလုံးပဲနောက်ဘလော်မှာပြန်လည်ဆုံးနေကြပါအောင်မယ်ရှင်။အားလုံးပဲတတ်တမ်း